ရခိုင်လက်နက်ကင်တပ်ဖွဲ့ဖြစ်တဲ့ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ပြန်လည်ထူထောင်တဲ့၃နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားတရက်ကိုစစ်ကောင်စီထိန်းချုပ်ရာစစ်တွေမျိုးရှိ ALP ဌာနချုပ်မှပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အခမ်းအနားကိုစစ်ကောင်စီရာရှိတွေအပြည့်အခက်ရဲစေးရဲစာချုပ်ထိုးထားတဲ့တိုင်းရင်းသားအဖွဲ့ခေါင်းဆောင်တွေရခိုင်ပြည်နယ်စစ်ကောင်စီတာဝန်ရှိသူတွေနဲ့လူ900ခန့်တက်ရောက်ခဲ့တယ်လို့ ALP ကသတင်းထုတ်ပြန်ထားပါတယ်။ အဲ့ဒီပွဲကို ALB ပြန်လည်ဖွဲ့စည်းခဲ့တဲ့ match လ9ရက်နေ့မှာကျင်းပမယ်လို့ရည်ရွယ်ခဲ့ပေမဲ့စစ်ရေးအရှင်တွေတွေကြောင့်မူလအစီအစဉ်ကိုဖျက်သိမ်းခဲ့က match လ20နဲ့21ရက်နေ့မှာအဖြစ်သဘောနဲ့မြန်ဆန်စွာကျင်းပခဲ့ရတယ်လို့ဆိုထားပါတယ်။ဒါ့အပြင်အခမ်းအနားကိုနေရာနှစ်ခုခွဲပြီးတော့ပြုလုပ်ခဲ့တာဖြစ်ပြီး ALB တက်မှုတွေအစီအဝေးကို match လ22ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။လက်ရှိစစ်တွေမျိုးနေမှာစစ်ကောင်စီနဲ့ AA တို့တိုက်ပွဲတွေရှိနေတာကြောင့် ဒီအချိန် ALB ကစစ်ကောင်စီကောင်းဆောင်တွေကိုဖိတ်ကြားပြီးအင်အားပြခန်းနာတွေလုပ်နေခြင်းဟာစစ်ကောင်စီအကူနဲ့ပြုလုပ်နေတာဖြစ်နိုင်တယ်လို့တုံသက်သူတွေလည်းရှိနေပါတယ်အစောမှာဇလောင်းဥစော်ရီ ALB အနေနဲ့ဒီပဲ uniform လေးဝယ်ပြီးခင်လူလုံး trapper ဆိုရင် ဒီလူလုံးထပါသည်အပရောင်ဝဆိုရေစိတ်ကုန်းဆုံးဒီတရှိုးဘောင်ဖိတ်ကလာပြီးခင်အခဲဟနာလူလုံးကြောင်းပါဆိုဝဆိုရေလောက်စိတ်ရပရန့်ထန်နေရခိုင်ပြန်မှာအေးပဲထန်လို့ပရဆာရေဝဆိုရေခုနကပရပဲရခိုင်ပြူစုတီဖိတ်ကောကိုပေါ်တင်ထုတ်ပရဆာနဲ့အတူတူဖိုက်တယ် ွေဒေတာခင်ဒီအတွက်လေးတစ်ဖက်ကဒီဆူရင်စရာဖိုက်ပါလေတဲ့အရောင်းတော့ဆိုကေဘမစိတ်ကုတ်စီတခုလေးကိုဆူရင်စကားနေပြီးပါဆိုအခုဒီ ALP ဆိုရအဖွေးတစ်ဖေးမှပါလာတယ်တော့နေဖေးပုတ်ပြီးခင်ဖိုက်ပါလေတဲ့ဒီအေရှန်ကရခိုင်အထီးကဖိုက်လာဆိုဖိုက်တဲ့တဲ့ရခိုင်အပရော့ကိုပိုစီရအဖွေးစစ်တဲ့ဖိုက်နေဒီစိတ်တမလူသူတွေကပိုပြီးဒီဖိနေမွေဝါဆိုနှစ်ခဲခံလာရတဲ့သဘောမျိုးကိုတရောက်စီရ ။အမှောင်ဝါဆိုရင် RX တက်တော့ကိုလည်းသူတို့ဝါဆို supporting challenge ထောက်ပြပြီးရင်တို့ရဲ့စိတ်ကိုစနေပေါ့ပဲ။မောင်တို့ဟိုစိတ်တမှုကိုတားလာရင်တို့တိတ်ဖို့အဆောင်သောင်းရှိရဆိုတဲ့ပုံစံမျိုးဖက်ဖို့ဝါဆိုရင်တဖက်ဖက်ကနေပဲဝါဆိုရင်သူတို့အောင်းအောင်ကိုထုတ်လှည့်ပြဆိုသဖို့မျိုးလေးတရောစီရင်။ရခိုင်ပြည်လွတ်လပ်ရေးအတွက်ဆိုပြီးတော့စတင်ဖွဲ့စည်ခဲ့တဲ့ ALP ဟာနှစ်ပေါင်း90ကြာတက်တန်းရှိရခိုင်ဝိုင်းရင်လက်နက်ကင်တပ်ဖွဲ့တစ်ခုဖြစ်ပါတယ် ဒါပေမဲ့လည်းထိပ်ပိုင်ကောင်းဆောင်တွေရာထူးနေရကြောင်းအရှင်းရှင်းသဘောထားကွေးလွေးပြီးတော့2020ဇန်နဝါရီလထဲမှာပဲမူရင်း ALB ကနေဒိုဆိုးမြရာဇာလင်းဥဆောင်ပြီး ALB အစ်စ်ကိုဥဆောင်ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်အရင်တုန်းကဥက္ကဋ္ဌခိုင်ရေးခိုင်နဲ့ဒူဥက္ကဋ္ဌဟောင်းခိုင်ဆိုးနိုင်အောင်တို့ကိုရှင်လက်ထားခဲ့ပြီးဥက္ကဋ္ဌနေရာကိုဒိုဆိုးမြရာဇာလင်းကယူလိုက်တာဖြစ်ပါတယ် ALB ပါတီကောင်းဆောင်ဒိုဆိုးမြရာဇာလင်းဟာစစ်ကောင်စီရဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိုမပြတ်မကွက်တက်ရောက်နေတာဖြစ်ပြီးတော့စစ်တွေဒေသခံတွေကိုဖမ်းဆီးစစ်တင်တန်းပေးကစစ်ကောင်စီတပ်ရင်းတွေကိုပို့ပေးနေတယ်လို့ဒေသခံတွေက ပြောဆိုနေကြပါတယ်။